မင်္ဂလာပါ G4 Channel ကနေကြိုဆိုပါရစေ။လွန်ခဲ့တဲ့ဂျွန်6ရက်နေ့က Resident Evil 9 Trailer တခုကို Capcom ကနေမျှဝေခဲ့တာကိုအားလုံးနဲ့သိမယ်လို့ထင်ပါတယ်။ Requiem ဆိုတဲ့အမည်ပေးထားပြီးတော့ Resident Evil 3နောက်ဆုံးမှာ Nuke နဲ့ဖြက်စီးခံခဲ့ရတာကြောင့်ပျက်စီးနေတဲ့ Raccoon City မြို့ပြကြီးရဲ့ Raccoon Police Department အပြက်ကြီးရဲ့ကို Trailer အစမှာအနေငယ်ဖော်ပြထားပါတယ်။ ဆက်သချင်းမှာတော့ Grace Ashcroft ဆိုတဲ့ game character အသစ်တစ်ယောက်ကိုလည်းအသားပေးဖော်ပြထားတာကိုတွေ့ရမှာဖြစ်ပါတယ်။သူကတော့ FBI analyst တစ်ယောက်အနေနဲ့ဖြစ်ပြီး Resident Evil Outbreak Fire 1 and 2 game တွေထဲမှာပါခဲ့တဲ့ Alyssa Ashcroft ရဲ့သမီးလည်းဖြစ်ပါတယ်။ဒီ AI Requiem ထွေးလာအတိုလေးအတွင်းမှာတော့ main character တစ်ယောက်အဖြစ်မြင်တွေ့ရဖို့အလားအလာအများကြီးရှိနေတဲ့ဆိုပေမဲ့ Capcom ကဖုံးကွယ်ထားသေးတဲ့အခြား character အဟောင်းတွေရဲ့အတန်တွေကိုတော့ထည့်သွင်းထားတာကိုကြားရမှာပဲဖြစ်ပါတယ်။ဒီမှာပါလာတဲ့စကားပြောတဲ့အနေနဲ့အရင် game character အဟောင်းတွေရဲ့စကားပြောတဲ့လေယူလေသိမ်းပုံစံတွေကိုဆက်စစ်ကြည့်ရမယ်ဆိုရင်အခုလိုမျိုး game character တွေပါဝင်လာနိုင်သေးကြောင်းဖြစ်နိုင် ီတော်တော်များပါတယ်။နံပါတ်1အနေနဲ့ကတော့ Leon S Kennedy ပဲဖြစ်ပါတယ်။နံပါတ်2 Jay Valentine နံပါတ်3 Chris Raffi သို့မဟုတ် Carlos Olivia နံပါတ်4 Cherry Bargain တို့အနေနဲ့ပြန်လည်ပါဝင်နိုင်ချေများမယ်လို့ထင်ပါတယ်။ Flashback character အနေနဲ့ကတော့ Alyssa Ashcroft ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။အမည်မသိကြောပေးထိုင်နေတဲ့ character တစ်ယောက်ကိုလည်းတွေ့ရမှာဖြစ်ပြီး Ashcroft ကဒစုံတစ်ယောက်အတွက်အထူးရွေးချယ်ခံဆိုတဲ့အသုံးအနှုန်းတွေကိုလည်းကြားရမှာဖြစ်ပါတယ်။ဒီနေရာမှာ Fan Theory တစ်ခုအနေနဲ့ဆက်ဆက်ပြပြချင်တာလည်းရှိပါတယ်။အဲ့ဒါကတော့အခုထိုင်နေတဲ့ဘဲကြီးက Resident Evil ဆက်ကြောင်းဖြစ်ပေါ်လာခြင်းရဲ့ဖခင်ကြီးလို့ဆိုရမယ်။ Dr. Oswald sponsor ပဲဖြစ်ပါတယ် RE5 အတွင်းမှာ Everwest ကတက်လိုက်လို့တည်သွားပြီလို့ထင်ရတယ် Osware sponsor ဟာတကယ်တမ်းမှာတော့လွတ်မြောက်ကောင်းလွတ်မြောက်သွားနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့အဲ့ဘဲကြီးဟာ Mother Miranda နဲ့ယင်းနီးနေတာကြောင့်ပဲဖြစ်ပါတယ်နောက်ပြီး Mother Miranda ဆိုတာကလည်း Mega Mike စီးကြောင့်အသက်ရှည်ခဲ့တယ်ဆိုတာကို G4U ကတင်ခဲ့တဲ့အရင် RE ဇလန်းတွေမှာသွားနာထောင်ကြည့်လို့ရပါတယ်တကယ်ချင်းဖြစ်တဲ့ Mother Miranda တည်ဆုံးပြီးနောက်ပိုင်း Osware sponsor တယောက်သာ Mega Mike စီးကြောင့်အသက်ရှည်နေသေးမယ်ဆိုရင်သူပါဆက်လုပ်မယ်လို့ထင်လဲဒါကတော့ gain နဲ့ရောက်မှသာဆက်လက်သိရှိနိုင်တော့မှာပဲဖြစ်ပါတယ်နောက်ထပ် villain တယောက်ကိုလည်းမြင်တွေ့ထားရပြီး Wasky တွေကတယောက်လို့လည်းဒူလို့ လိုဖြစ်နေပါတယ်ဒါကတော့ဟုတ်ရှင်ပါလေဟုတ်ပါပါ flashback အနေနဲ့ပြထားတာဖြစ်နေတာကြောင့်ပါကက်ကွန်ဖက်ကလည်းအခု trailer ကိုပဲခြိုက်ပြထားတာဖြစ်ပြီးအခြားဘာကူမှတိတိကျကျမပြောပြထားသေးတာကြောင့်ခက်မှန်းရအလွန်ခက်ခဲလွန်းပါတယ်တေချာတာတစ်ခုကတော့ဖန်ဆီးခံထားရတဲ့ Grace Ashcroft ကိုပြထားပြီးအတန်အနေနဲ့ပါလာတဲ့ Kyra ကိုတော့ဂျေးဖြစ်တယ်ဆိုတာ Reddit အသုံးပြုသူ Hacko Gamer တွေကတော့ပြောဆိုနေကြတာမျိုးတွေရှိပါတယ်ဒါကတော့အခုသိရှိထားရသမျှ IE9 ရဲ့ trailer breakdown ဖြစ်ပြီး2026ရဲ့ February 29ရက်နေ့မှာဆော့လို့ရနိုင်တော့မှာပဲဖြစ်ပါတယ်အဲ့မတိုင်ခင်မှာတော့ဒီမိုအတူအနေနဲ့အစောဆုံးကစားခွင့်ရအောင်မယ်လို့လည်းသိရပါ ါတယ်ဒီလောက်ပါပဲ